အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက်ပိုင်ရှင်ဟာအသက်56နှစ်ပြည့်စမိမတူရဲ့လက္ခဏာဖြစ်ပါတယ်သူရဲ့အသက်54နှစ်55နှစ်လောက်မှာကံလန်းဟာတမ်းမှန်ထွက်ပေါ်လာပြီးအလုံးမထွက်ဘဲနဲ့နောက်အလုံးတစ်ခုကိုတွဲလုံးရဲ့ရှိနေပါတယ်ကံလန်းဆိုတာကပြတ်တိုင်းကန်ဆိုးနေတာမဟုတ်ပါဘူးပုံမှန်ပြထားတဲ့လောက်အပြင်ကိုကြည့်ပါသူရဲ့နေမြဲစားမြဲကံတရားကတစ်ခါမှကျဆုံးခြင်းမရှိပါဘူးသူရဲ့မူလအလုံးဟာတနေရာထဲမှာပဲငြိမ်သက်အေးဆေးစွာနဲ့လုံနေပါတယ် ူရဲ့ကံလန်းနောက်တစ်ခုကအသက်54နှစ်မှာတက်လာတဲ့အတွက်ကြောင့်သူရဲ့နောက်အလုပ်ဟာမေတ္တာတရားကြီးတဲ့မေတ္တာလန်းခက်ရင်ကွာရဲ့တန်ဖိုးကြောင့်သူ့ကိုချစ်ခင်ကြတဲ့သူတွေကြောင့်စီးပွားတဟုန်ထိုးတက်လာပါတယ်။သူ့ရဲ့အောင်မြင်လန်းကိုစစ်ကြည့်မယ်ဆိုရင်တော့အပြတ်ကင်းစွာနဲ့ရက်တီလျက်ရှိနေတာကိုတွေ့ရပါတယ်။အပြတ်ကင်းစွာနဲ့လက်တကျယ်ကိုထောင်တက်နေပါတယ်။သူ့ရဲ့လက်သံအောက်ကငွေလန်းကိုလည်းမြင်းတစ်ခုကလမ်းပြီးဆက်နေတာကိုမြင်ရတဲ့အတွက်ကြောင့်သူဟာပွားပေါက်တူပြီးလက်ရှိမှာစီးပွားဖြစ်နေပါတယ်။ သူရဲ့ညာလန်းကိုလည်းစစ်ကြည့်ပါဘာမှသူကတွေ့ဝင်နေစရာမရှိပါဘူးစုံဖြတ်ချက်ပြတ်သားတဲ့သူဖြစ်ပါတယ်လူအများအားကိုရညာရည်ရှိသူဖြစ်ပါတယ်ပြတ်သားတဲ့သူလည်းဖြစ်ပြန်ပါတယ်ဘုရားကဂျူခုံပြေဖြိုးကောင်းမွန်နေတဲ့အတွက်ကြောင့်သူကစကားပြောကောင်းသူအဖြစ်လည်းတွေ့ရပါတယ်သူစကားပြောလိုက်ရင်ဘယ်သူမှစူလိုက်ရောရမှာပဲဖြစ်ပါတယ်သူရဲ့အောင်မြင်လမ်းကြောင်းကနှစ်ခုပါတဲ့အတွက်ကြောင့်သူကအလုံးနှမျိုးနာမည်နှမျိုးနဲ့တိုးတက်စွာရှိနေပါတယ်နောက်တစ်ခုကတော့ဓမ္မအမတ်သားပဲဖြစ်ပါတယ် ဒီအမှတ်သားကိုပြဖို့ကတော့အတော်ကြီးယူရပါမယ်ဓာတ်ပုံထဲမှာထက်ပြင်ပမှာပိုပြီးတည်တာပါတယ်ဒါကဘာကိုဖြစ်စေတလဲဆိုတော့သူ့ကိုမြတ်တာလန်ထက်ကတွီးကန်လို့လည်းပြောလို့ရနိုင်ပါတယ်အပြင်မှာတော့ပိုမှုပြည်ပြင်းစွာမြင်ရပါတယ်ဓမောင်းနဲ့တူပြီးတစ်ဖက်ရှိဖြစ်နေပါတယ်လက်ပိုင်ရှင်ဟာဒါပေါ်လာတာနဲ့ဘုံတကူဩဇာကြီးပြီးနာမည်ကျော်ကြားခြင်းကိုရရှိပါတယ်။လုံသမျှအောင်မြင်စေပါလိမ့်မယ်။လွယ်ကူတဲ့ဘဝကံကိုရရှိလာပြီးချမ်းသာကြွယ်ဝလာပါလိမ့်မယ်။ ဒီလိုလူမျိုးတွေဟာဥပ္ပစ္စေကကံလမ်းမှာပါတတ်သူဖြစ်ပါတယ်အလွန်ကံကောင်းတဲ့သူမျိုးဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့မြင်းကမလုတ်ခုံကလုတ်တဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါကံလမ်းအစဟာတောက်ကြကြူခုံကစနေပါတယ်ဒီလိုကံလမ်းအစတောက်ကြကြူခုံကစတဲ့သူတွေဟာအင်မတန်မှမိဘကိုယိုသေးနာခံတတ်တဲ့သူတွေဖြစ်ပါတယ်မိဘရဲ့အရေးလွမ်းမိုးခံနေရတဲ့သူမျိုးဖြစ်ပါတယ်သူ့မှာဘာမှစုံဖြတ်ပိုင်ခွင့်မရှိပါဘူးမိဘသဘောဖြစ်ပါတယ် အချစ်ရဲ့အိမ်အောင်ရေးဒီမှာလည်းမိဘသဘောကျမှယူလို့ရပါလိမ့်မယ်။သူကလည်းမိဘစကားကိုနားထောင်မယ်။မကြာခဏစံပွင့်တက်လို့သူကဘာမှစားเสียမလိုပါဘူး။တစ်ဖက်လူကစားချင်စားကြပါလိမ့်မယ်။ဒါကြောင့်ဒီလိုလက္ခဏာရှင်မျိုးတွေဟာမြင်းကမလုတ်ခုံကလုတ်တဲ့သဘောဖြစ်ပါတယ်။နောက်တစ်ခုကတော့ဂျူခုံလက်လန့်လေးရဲ့ကံတရားအကြောင်းပဲဖြစ်ပါတယ်။အသက်22နှစ်သာရှိနေတဲ့အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ကံတရားကိုကြည့်ရအောင်ပါ။ ူရဲ့လက်ကိုကြည့်အောင်နဲ့လက်ချောင်းလေးတွေကပြည်ပစ်နေပါတယ်။ယူကုံလေးတွေကလည်းမိုးမောင်းမြတာနေပါတယ်။သူရဲ့လက်မကစပါးစည်းကလည်းသူမဟာစာဝတ်နေမပူပန်ရတာကိုမြင်ရပါတယ်။အပြက်မြင်လဲလုံးဝမရှိပါဘူး။သေးနဲ့တင်ရှားပြီးအယောင်လှပတဲ့သူရဲ့လက္ခဏာလမ်းတွေကိုလည်းမြင်ရပါတယ်။လက်ဝါးကလည်းလေးတော့ဆန်ပြီးလက်ချောင်းလည်းရှိပါတယ်။သူမရဲ့အနာဂတ်ကချမ်းသာပြည့်စုံအေးဆေးပါလိမ့်မယ်။သူရဲ့အောင်မြင်လမ်းကတော့ရည်ရည်လေးမြမြင်ရပြီးတော့မုံဝါးနေပါတယ်။ ကြောင့်သူမဟာအသက်40အထက်မှမှနာမည်ကျော်ကြပြီးခိုင်မာတဲ့ရည်တည်မှုရလာပါလိမ့်မယ်။ဒီနေရာမှာပြောချင်တာကတော့သူ့ရဲ့ကံလန်းကမရည်မဲ့လဲလက်ကဂျူခုံနေအကောင်းရင်ကံကောင်းပြီးချမ်းသာတတ်ပါတယ်။နောက်တစ်ခုကတော့ညံလန်းအခွကျဲကြီးအကြောင်းပါ။ညံလန်းအခွကျဲခြင်းကဘာကိုဆိုလိုတာပါလဲ။အခုလိုမျိုး အခွကြီးကျကျဖြစ်နေတာကိုညံလန်းနဲ့ထပ်လို့မမားစေချင်ပါဘူး။ဒါကဘာကိုပြသလဲဆိုတော့သူ့ရဲ့ညံရည်ကနှမျိုးရှိနေပါတယ်။ဒါကြောင့်သူကဟိုဟာလာဒီဟာလာ အပြေရွေးဖို့ခက်ခဲသွားပါတယ်။ဒါကိုသေချာကြည့်ရမယ်ဆိုရင်ညံလန်းတစ်ခုမှာတနင်္လာဂျူကုံစီကိုစိုက်စင်းတဲ့လမ်းကပိုထင်ရှားပါတယ်။ဒါကသူ့အတွက်စိတ်ကူးယဉ်စီပါတယ်။စိတ်ကူးယဉ်တဲ့ဘက်ကိုသွားတဲ့အတွက်ကြောင့်သူ့အတွက်ဘာလို့လဲဆိုတော့တစ်လာနှစ်လာဆိုတာကိုဝေဝါတွေ့ဝေသွားစေတဲ့အတွက်ဆုံးဖြတ်ချက်ချဖို့အတွက်ဝေးသွားတတ်ပါတယ်။ကိုကူကူဖြတ်တတ်တဲ့သဘာဝရှိသွားပါတယ်။ကိုဘာသာကိုဆုံးဖြတ်လို့မရတတ်ပါဘူး။ဆုံးဖြတ်ချက်တွေဝေဝါသွားတတ်ပါတယ်။ လက်ရအခြေခံသိမကောင်းဘူးဆိုရင် तू ဟာလိန်ညာတက်သူဖြစ်တတ်ပါတယ်။ညာပြောတတ်တာကအပြစ်မကြီးပေမဲ့တခြားအမှတ်သားစုတွေပါလာရင်မူခင်းနေဖြစ်ရတတ်ပါတယ်။လိန်လယ်မှုလည်းဖြစ်သွားရနိုင်ပါတယ်။ကြည့်ရလက်ပုံစံကောင်းနေမယ်ဆိုရင်တော့ तू ကမူသားစကားပြောတတ်ယုံလေးလောက်ပဲဖြစ်သွားတတ်ပါတယ်။နောက်ထပ်လက်ဝါးပြင်တစ်ခုကိုကြည့်ရအောင်ပါ။ပုံမှန်ပြထားတဲ့လက္ခဏာမှာတော့လက်ချောင်းကလာပါတင်းတဲပြီးတော့ဂျူခုံနေမိုးမောင်းနေပါတယ်။သူ့ရဲ့လက်ချောင်းအရင်းမှာပိုပြီးတော့မိုးမောင်းပါတယ်။ဒါကြောင့်သူကစိတ်ကူးဗီဇထမ်းမြတ်သူမှန်သိတာပါတယ် ညာလန်းလည်းအားကောင်းပါတယ်။လက်ရောင်ကလည်းပန်းနုသွေးအစင်းအယောင်ရှိပါတယ်။ဒါကြောင့်သူကအသိဉာဏ်ကောင်းပါတယ်။သူ့ရဲ့လက်ဖနောက်ကတော့တနင်္လာဂျိုခွန်ကပိန်ရှုပ်နေပါတယ်။ဒါကြောင့်သူကလက်တွေ့ပိုင်းအားနေတယ်။ညာရီကစားတဲ့လုပ်ငန်းတွေကိုညွန်ကြားနိုင်သူအဖြစ် လုပ်ငန်းလုပ်လို့ရပါတယ်။ချမ်းသာပြီးတော့မိဘစီစဉ်ကိုဆက်ခံရပါမယ်။ဒါကြောင့်အမအသားတွေကောင်းကောင်းမွန်မွန်ရှိတဲ့လူလည်းကြီးပွားနိုင်ပါတယ်။ ပုံမှန်ပြထားတဲ့လက္ခဏာကတော့လုပ်ငန်းအောင်မြင်တဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူရဲ့လက်ကျိုးခုံတွေပုံမှန်ထောင်တက်နေတဲ့မြင့်မတ်တွေတည်ရှိနေပါတယ်။ဒီလိုမြင့်မတ်တွေပါတိုင်းကောင်းသလားလို့မေးတတ်ကြပါတယ်။အကယ်၍မကြည့်တတ်ရင်တော့ပါရက်သားနဲ့မထူးဘူးလို့ပြောလို့ရှိပါတယ်။ပုံမှန်ပြထားသလိုမျိုးလက်တကြွယ်လက်ကလေးလက်တန်းအောက်မှာမြင်းတူတွေပါလာခဲ့မယ်ဆိုရင်တော့တင်းအောင်မြင်ဖို့က60ရာခိုင်နှုန်းပါ။ကျူခုံမိုးမောက်ခြင်းအပြစ်ကင်းခြင်းအယောင်လခြင်းတွေကတော့40ရာခိုင်နှုန်းပါ ပုံမှာပြထားတဲ့လက္ခဏာကတော့ဒုက္ခမိုးမောက်ခြင်းအပြစ်ကင်းခြင်းအယောင်လခြင်းနဲ့ငင်းတူတွေပါဝင်ခြင်းအားလုံးတရားရာကနုံကောင်းနေတဲ့လက္ခဏာဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်သကျွယ်အောက်ကတန်လျက်ပဲဖြစ်ပါတယ်။လက်သကျွယ်အောက်မှာတန်လျက်ပါလာခဲ့မယ်ဆိုရင်နာမည်နဲ့ငွေကြေးကံအလွန်ကောင်းပါတယ်။ဒါပေမဲ့ပုံမှာပြထားသလိုထင်ရှားမှပဲအကျိုးထူးတာပါ။အကယ်၍ကံလန်းတို့ညံလန်းတို့တာတဲ့သူဖြစ်ရင်တော့ပိုကောင်းပါတယ်။ပါယုံနဲ့လည်းငွေတွေမရပါဘူး။သူ့ရဲ့ဂျူးခုအနေထားလက်အယောင်တွေလည်းကောင်းရပါမယ်။ ကဘာကျော်ရုပ်ရှင်မင်းသမီးဂျနီဖာလိုပက်ရဲ့လက်မှာလည်းပါပါတယ်။သူ့မှာကြတော့လက်အယောင်ဂျူခုံနဲ့ညာလမ်းပြည့်စုံနေတဲ့အတွက်ကြောင့်အမှုပညာနဲ့ချမ်းသာတဲ့သူဖြစ်လာပါတယ်။တေးကြတာကတော့ဒီထွင်တက်တဲ့ညာလမ်းပါတဲ့သူမှချမ်းသာနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးခုကတော့မိမိထက်ပညာတော်တဲ့သူနဲ့ထိမ်းများရခြင်းလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးသင်ရလောက်ဝါပြင်းရဲ့အိမ်တော်ရေးလမ်းကြောင်းမှာတနင်္လာဂျူခုံအထီးကိုသွားပြီးတော့ဂျယ်မတ်သားနဲ့အဆုံးသတ်နေမယ်ဆိုရင်ဒီအမတ်သားဟာ ပညာတော်တဲ့သူနဲ့ထိမ်းမြှားရခြင်းမှသာဖြစ်ပါတယ်။ဒီအမှတ်သားတွေဟာများသောအားဖြင့်မိမတွေရဲ့လက်ဝါးတွေမှာပဲပါရှိတတ်ပါတယ်။မိမိတက်အရေးချင်းရှိတဲ့သူ၊ဂုံသိမ်မြင့်မားတဲ့သူ၊ပညာတတ်တဲ့သူ၊နာမည်ကျော်ကြားတဲ့သူတွေနဲ့လက်ထပ်ရတတ်ပါတယ်။မိမိကယောက်ျားတွေကိုအထင်မြင်သေးတတ်မယ်။မကြာခဏအနေမီပြောမယ်၊စီးပြီးပြောမယ်။မကြာခဏအပြူကြီးလှုပ်လို့မယ်။ဒါပေမဲ့အပြူကြီးမပြစ်နိုင်ပါဘူး။မိမိထက်ပညာတတ်တဲ့ပုဂ္ဂိုလ်နဲ့လက်ထပ်ရတတ်တဲ့ကံစားတာပါပါတယ်။ မိမိကခင်မွန်းပေါ် အထူးအနှင်းနာခံပါမယ်လိုက်ရောမယ်မိမိရဲ့ခင်မွန်းကလည်းမကြာခဏတခြားယောက်ျားရင်းနဲ့မယုံတင်ကဖြစ်မယ်ဒါပေမဲ့လက်တွေ့မှာမိမိကလည်းသစ္စာရှိသူဖြစ်တတ်ပါတယ်ကျွန်တော်တို့လူလောကမှာစိတ်ပိုင်းဆိုင်ရာကျင်းစဉ်တစ်ခုခုကိုအစဉ်တစ်ခုလောက်ပေါက်ရောက်နေတဲ့သူမဟုတ်ခဲ့ရင်ဒေါသမောဟတွေဖြစ်ပေါ်တတ်တာမဆန်းပါဘူးစိတ်ကိုမထိတ်ချုပ်နိုင်တဲ့သူတွေကများလာပြီးတော့ မိမိစိတ်ထိခိုက်တဲ့အခါမှာစိတ်ဆိုးဒေါသတွေထွက်ပေါ်လာတာကလည်းမဆန်းပါဘူးလူတိုင်းမထိန်ချုပ်နိုင်ဘူးဆိုတာမျိုးတော့မဟုတ်ပါဘူးတချို့သောပုံကုမျိုးတွေဟာစိတ်ကျင့်စဉ်တစ်ခုခုကိုကျင့်ထားသလိုပဲတည်ကြည်ပြီးတော့အရာရာကိုမြင့်တာနဲ့တရားမျှတစွာတွေးတက်ပြောတက်စုံဖြတ်တတ်တဲ့သူရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေတွေပေါ်မှာစိတ်ကိုခိုင်မာစွာနဲ့ခေါင်းအေးထားပြီးစုံဖြတ်တတ်တဲ့သူတွေလည်းရှိနေပါသေးတယ်စိတ်ကိုမထိန်နိုင်ပဲအဖြစ်မှန်ကိုမလေ့လာပဲနဲ့ထင်ရမြင်ရကိုတွေးပြီးစုံဖြတ်ချက်တွေချတတ်တဲ့သူတွေလည်းရှိပါတယ် ယခုတင်ပြမယ့်လက္ခဏာအမှတ်အသားမျိုးပါလာခဲ့မယ်ဆိုရင်တော့ဒူးချားစွာနဲ့စိတ်ခိုင်ပါပြီခေါင်းအေးနဲ့မန်ကန်နဲ့စိတ်ထားရှိသူလို့ပြောရမယ်စံတင်လောက်တဲ့သူဖြစ်ပါလိမ့်မယ်ဒီလိုပုံကုတ်မျိုးရဲ့လက်ဘွားပြင်မှာတော့မူလဥကောင်းလမ်းကြောင်းကိုအောင်မြေးလမ်းကြောင်းကအတက်တစ်ခုကတွားရောက်ပူပေါင်းတာဒါမှမဟုတ်ဖြတ်တက်သွားတဲ့အခါမှာဒူးချားစွာနဲ့စိတ်ခိုင်ပါပြီခေါင်းအေးနဲ့မန်ကန်နဲ့စိတ်ထားရှိတဲ့သူတွေမှာပါတဲ့အမှတ်အသားပဲဖြစ်ပါတယ်တကူတော့ပြောစရာရှိပါတယ် ဦးကောင်းလန်းချောင်းကိုအောင်မြေးလန်းကတက်လာတဲ့အတက်ကလေးကဖျက်လိုက်လို့မကောင်းတဲ့ဥပဒ်သဘောလားလို့မေးခဲ့ရင်တော့အနှင်းငယ်ဖြစ်ပါတယ်။ဘာဒီဖြစ်တတ်တယ်လို့မေးရင်တော့ဒီပုဂ္ဂိုလ်ဟာဒေါသမထွက်တတ်တဲ့သူဖြစ်ပေမဲ့လည်းအတိုင်းတာတစ်ခုတည်းအလွန်ကြော်လွန်ခဲ့လို့ဒေါသထွက်ပြီးဆိုရင်တော့လောကကြီးဘာပဲဖြစ်ဖြစ်မသိတော့ပဲလုံမီလောက်ရကိုလှုပ်လိုက်တတ်တဲ့သူဖြစ်သွားတဲ့အချက်ပဲဖြစ်ပါတယ်။ဒါကတတိပြုဖွယ်ရာဖြစ်ပါတယ်။ဒီလိုမှတ်သားမျိုးပါလာခဲ့ရင်တော့စိတ်ကိုထိန်းချုပ်နိုင်တဲ့သူခေါင်းရေးထားပြီးကိုခြင်းစာတရားနဲ့စဉ်းစားပေးတတ်တဲ့သူ အမှန်တရားကိုမျက်လို့တဲ့သူဖြစ်ချင်တာထက်ဖြစ်တင်တာကိုလက်ခံတတ်တဲ့သူမန်ကန်နဲ့စီးပွားရေးအသက်မွေးမှုကိုပဲရိုးသားစွာနဲ့လောက်ကင်တတ်တဲ့သူအစင်တမခွဲတတ်တဲ့သူအဖွဲစီနဲ့လောက်ကင်တတ်တဲ့သူအနစ်နာခံတတ်တဲ့သူဒေါသမထွက်တတ်တဲ့သူထွင်လဲထိမရတဲ့သူစိတ်ဓာတ်ရင်အားကြီးမှပြီးစိတ်ဓာတ်ခိုင်မာတဲ့သူအဲ့ဒီလိုအချက်တွေကိုတွေးရပါလိမ့်မယ်ဒီလိုအမှတ်သားမျိုးပါလာခဲ့မယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်စိတ်ဓာတ်ကောင်းမွန်တဲ့သူကိုကျင်းစာတရားရှိပြီးမေတ္တာထားတတ်တဲ့သူ ကိုကြောက်သူတို့ဘာနှင်းနာသွားမှာကိုမလိုလားတဲ့သူဖြစ်လို့လေးစားရမယ့်သူတယောက်လို့ပြောလို့ရပါကြောင်းကိုတင်ပြလိုက်ရပါတယ်ခင်ဗျာ။